fear or judgment တခြားသူတွေဘယ်လိုထင်ကြမလဲဘယ်လိုပြောကြမလဲငါနောက်ွယ်မှာဘယ်လိုတွေအတင်းတုံနေမလဲဆိုတာကိုအဓိကတွေးတာအဲ့လိုမျိုးတွေးတဲ့အတွက်ကိုကကောင်းကောင်းစကားမပြောနိုင်တော့ဘူးအဲ့တော့ပြန်ပြီးတော့ refrain လုပ်မယ်လူတယောက်ကကြောင်းမှာကိုေးပြီးတော့ထိုင်နေတယ်ဆိုလို့ရှိရင်ဘယ်သူကသူ့ကိုဝေဖန်ပါလဲဘာမှမလုပ်တဲ့သူကဘာမှအဝေဖန်မခံရဘူးအဲ့တော့ကိုကတခုခုလုံနေတယ်တခုကြီးကျယ်ဖြစ်လာအောင်လုံနေတဲ့သူဖြစ်တဲ့အတွက်ကိုဒီလိုမျိုးဝေဖန်ခံရတယ်ဘယ်သူမှမမြင်ရတဲ့တရေတကောင်ဟာဒီတရေအတန်မကောင်းဒီတရေရုပ်ဆိုးလိုက်တာဆိုပြီးတော့ ဘယ်သူမှမဝေဖန်ကြဘူးအဲ့တော့ခမားဒီဝေဖန်ခံရမယ်အပြောခံနေရတယ်ဆိုလို့ရှိရင်ခမားဒီ something great ပေါ့တခုခုခမားကြီးကြီးကြီးဖြစ်လာမယ်အရာတွေကိုလုံနေလို့ဒီလိုမျိုးအတွေးကိုပြန်ပြီးတော့ reframe လုပ်ရမယ်ပြီးတော့ကိုကုတ်ပေါ်မှာအာရုံမဆိုင်နဲ့ငါဘလို့နေလဲငါကြည်ကောင်းရလားငါစကားပြောတာအဆင်ပြေရလားဆိုရင်မတွေးနဲ့ဒီနေရာမှာကျွန်တော်တို့ဒီ connection လာလုံနေတာ performance လာလုံနေတာမဟုတ်ဘူးပြီးတော့ တခြားသူတွေကိုကိုပြောလိုက်တဲ့ဇာတ်ကားကြောင့်ဘလို့အကူအညီဖြစ်သွားမလဲကိုပြောလိုက်တဲ့ဇာတ်ကားကြောင့်ကိုအလုပ်တွေဘလို့တိုးတက်သွားမလဲသူတို့ရဲ့ဘဝတွေဘလို့အဆင်ပြေသွားမလဲဆိုတာကိုပဲအဓိကတွေ့ဒီစိတ်ပျောက်ဖို့အတွက်နောက်ထပ်လောက်ရမှာကပြင်ဆင်မှုပဲကိုပြောမယ့်အကြောင်းအရာအပေါ်မှာကိုဒီဂကနာနာတိအောင်ခရေစီတွင်းကြဂကနာနာအကုန်လုံးတိနေအောင်ကိုပြင်ဆင်ထားစမ်းကျင်တယ်လို့စမ်းမောင်းပါဂျမ်းဖြစ်အောင်ဘယ်နေရာကပဲမေးမေးဘယ်တောင်းကနေပဲမေးမေးပြောနိုင်လောက်အောင်ကိုပြင်ဆင်ထား ဒီဟာတွေဒီစကလုံးတွေဒီအသည့်တရားတွေကကိုယ်သွေးထဲမှာစီးဆင်းနေတဲ့အထိပြင်ဆင်ထားလိုက်ရင်ခင်ဗျားမကြောက်တော့ဘူးပြီးတော့ရှေ့တိုးတော့အကြောက်တရားကိုရင်ဆိုင်လိုက်အကြောက်တရားတွေဆိုတော့ရင်ဆိုင်မှပျောက်တာမရင်ဆိုင်မှပျောက်ဘူးအဲ့တော့ဒီနေ့ကနေစပြီးတော့သစိင်းနေနဲ့တွေ့ရင်စကားပြောပါနှုတ်ဆက်ပါကောင်းမလေးနဲ့စကားပြောမှကြောက်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအကြောက်တရားကိုရင်ဆိုင်ပြီးတော့အနေကောင်းလားစားပီးပြီလားပဲဖြစ်ဖြစ်ကမအပြင်လောကမှာပြောရအောင်နော်စာနဲ့ပို့ပြီးရေးတော်မပြောဘူးအပြင်လောကမှာနေကောင်းလားစားပြီးပြီလားဘယ်တော့မလို့လဲပြန်လာပြီလား အစာရှိသူပြအလောက်ကန်လေးအစဉ်ပြေးလာဒီလိုမျိုးလူစိမ်းနေနဲ့နှုတ်ဆက်ကိုကြောက်ပါတယ်ဆိုတဲ့ဟာတွေကိုနေ့တိုင်းနေ့တိုင်းလှုပ်သွားအဲ့တော့တရာရူးဆိုတာရှိတယ်အကျိန်အခါတရာလောက်လှုပ်လို့ရှင်အဲ့ဒီဟာပုံမှာခင်ဗျားဒီရင်းနှီးလာလိုက်မယ်အဲ့တော့ဒီအချက်တွေနဲ့ fear of judgment ကိုဖျောက်လို့ရတယ်ရှေ့မှာဗီဒီယိုတွေလှုပ်ခဲ့ရဲ့ဒါနဲ့ဘာလို့ဒီဗီဒီယိုအတူလေးတွေကိုပြန်လှုပ်ပေးနေလဲဆိုလို့ရှင်ကျွန်တော်ဒီလူငယ်တွေကိုကောင်းကောင်းသိတယ်လူငယ်တွေရဲ့ attention span က အခုနောက်ပိုင်းတော်တော်လေးဒိုလာပြီအဲ့တော့ဒီဗီဒီယိုအရှိတွေကိုခင်ဗျားတို့စိတ်ရှည်လက်ရှည်ကြည့်နိုင်ကြမှာကြည့်နိုင်လိမ့်မယ်ဒါပေမဲ့ကျမတို့ဒီဗီဒီယိုအတူလေးတွေကြည့်လိုက်တယ်ဆိုလို့ရှိရင်ရှေ့မှာရခဲ့သမျှဘ ഹു တုဒ္ဒတွေအကုန်လုံးနှီးပါလောက်ကိုခင်ဗျားတို့ပြန်ရအောင်ကျွန်တော်လုတ်ပေးနေခြင်းဖြစ်တယ်ဆိုတော့ fear of judgment တင်းဒီတွေနဲ့ဖြောက်ပါ